အားလုံးပဲမင်္ဂလာပါ Eco Garrier Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးနေ့စဉ်အသုံးပြုနေတဲ့ plastic တွေအကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ plastic အိတ်တွေဘူးကွန်တွေကို နေရာတိုင်းမှာမြည်တွေ့နေရပါတယ်ဒါပေမဲ့မိတ်ဆွေတို့ပြစ်လိုက်တဲ့ plastic တွေဟာဘာတွေဆက်ဖြစ်လာလိမ့်မလဲဆိုတာစဉ်းစားမိကြပါသလား ဒီနေ့မှာတော့တကဘာလို့ရင်ဆိုင်နေရတဲ့ plastic ညင်ရမ်းမှုအကြောင်းကိုကျွန်တော်နဲ့အတူအပြေရှားကြည့်လိုက်ကြရအောင်ခင်ဗျာဒီ Ego Garia Channel လေးရာတဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမြှင့်ပေးသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ plastic ကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ခန့်ကစတင်ထိထွန်ခဲ့ပါတယ် ဈေးတက်တာချင်းပေါ်ပါချင်းနဲ့အလွယ်တကူအသုံးပြုလို့ရခြင်းတို့ကြောင့်ခဏချင်းပါပဲကြော်ကြားလာခဲ့ပါပဲဒီနေ့ခင်မာတော့တကဘာလုံးအတိုင်းတာအနေနဲ့နှစ်စင်ပလတ်စတစ်400မီလီယံတန်ခတ်ထုတ်လုံနေကြပါပြီအဓိကပြဿနာကတော့ပလတ်စတစ်ကိုတစ်ခါပဲအသုံးပြုပြီးတော့ဆွပြစ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ အဆိုပါပလတ်စတစ်တွေကတော့လုံးဝပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။သူတို့ဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာနှစ်ပေါက်ရာနဲ့ချီပြီးတရှိနေနိုင်ပါတယ်။ပလတ်စတစ်တွေရဲ့ကိုးရာခိုင်နှုန်းခန့်သာပြန်လည်အသုံးပြုနိုင်ပါသေးတယ်။ကျန်တဲ့ပလတ်စတစ်အမိုက်တွေကတော့ပြည်လယ်သမုဒ္ဒရာမြေချောင်းများနဲ့အမိုက်ပုံတွေရဲ့ကိုစုပြစ်နေကြပါတယ်။မိတ်ဆွေတို့မျိုးလုံးနဲ့မှမြေအောင်ကြည့်ပါ။နေ့စဉ်မိနစ်တိုင်းမှာ ထရကားတစ်စီးပမာဏရှိတဲ့ပလတ်စတစ်အမိုက်တွေဟာပေလေဓာတ်ကိုစုပ်ပစ်ခံနေရပါတယ်။အဆိုပါပလတ်စတစ်တွေဟာမိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့သင်းငယ်တဲ့ပလတ်စတစ်အမုံလေးတွေအဖြစ်ပြောင်းလဲသွားပါတယ်။အခုခါမှာတော့ငါးရီစားနဲ့တောက်သုံးရီတွေထဲမှာမိုက်ခရိုပလတ်စတစ်တွေကိုတွေ့နေရပါတယ်။ပလတ်စတစ်ညင်ညမ်းမှုများကြောင့်နှစ်စဉ်ပေလေငှက်တန်းကျော်နဲ့ ရင်းနေတဲ့တော့တသိန်းခန့်ဟာတည်ဆုံနေကြပါတယ်လိတ်တွေဟာပလတ်စတစ်အိတ်တွေကိုဂျယ်လီငါးတွေအထင်မှတ်ပြီးစားသုံးမိကြပါတယ်ငါးတွေဟာလည်းတင်းငယ်တဲ့ပလတ်စတစ်အပိုင်းစားငါးစွာကို စားသုံးမိကြပါတယ်ကျွန်တော်တို့ပင်လယ်စာတွေစားသုံးတဲ့အခါအဆိုပါပလတ်စတစ်တွေဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာအဆုံးသက်သွားကြပါတယ် ဒါကြောင့်ပလတ်စတစ်ညဉ့်ဉန်းမှုကပဝန်းကျင်နဲ့လူသားတွေကိုများစွာဒုက္ခပေးနေပါတယ်။တရင်းကောင်းကတော့ပလတ်စတစ်ညဉ့်ဉန်းမှုကိုကျွန်တော်တို့ရှင်းချနိုင်ပါတယ်။ဒါဆိုကျွန်တော်တို့တွေဘလို့အတူတကွရှင်းချကြမလဲ။တခါတော့ပလတ်စတစ်အိတ်တွေကိုတနိုင်တမျှအသုံးမပြုရင်ပြန်လည်အသုံးပြုလို့ရတဲ့ရေဘူးနဲ့ဇီးဝဲအိတ်တွေကိုအသုံးပြုခြင်းပလတ်စတစ်တွေကိုပြန်လည်အသုံးပြုတဲ့ပရိုဂရမ်တွေကို ခွင့်ထောက်ပံ့ပေးခြင်းထုတ်ဝုန်းမှုနည်းတဲ့ထုတ်ကုန်တွေကိုရွေးချယ်ခြင်းစားရတွေကိုလွတ်ဆောင်ပြီးပလတ်စတစ်ညံမှုကိုရှော့ချနိုင်ပါတယ်ပလတ်စတစ်ညံမှုဟာကျွန်တော်တို့ဖန်တီးလိုက်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းနိုင်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတင်းငယ်တဲ့ပြောင်းလဲမှုတိုင်းကဘာကြီးအတွက်ကြီးမားတဲ့ခြားနားမှုများစွာကိုဖြစ်စေပါတယ် မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုချမ်းမြေ့တက်မယ်ဆိုရင် like and share နဲ့အဝေးရှင်နဲ့ပတ်သက်တဲ့ဝိထုရပေါင်းများစွာတဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးဗျာကျွန်တော်တို့အားလုံး plastic ဉာဏ်မှုကိုရှော့ချပြီးအနာဂတ်မျိုးဆက်တင်များအတွက်ဒီကမ္ဘာကြီးကိုကာကွယ်ရကြရအောင်ဗျာ